တကောရင်ပေးထားရပြီတယောက်ထုတ်ခံထားတာတော့အနိုင်မခံအရှုံးမပေးစိတ်တဲ့နိုင်ပွဲယူပြခဲ့တဲ့ United ပရိသတ်များလုံးပဲမိလားဗျာရွှေရိုးအိုက်ဘက်ခွန်ရှိကို online အချင်းကနေပြန်လည်ကြိုဆိုလိုက်ပါရင်ဂျာရဲမှာကစားခဲ့တဲ့ Premier League ပွဲစဉ်မှာ United ကအင်းဆွေကိုအလှပအဆုံးပုံစံနဲ့အနိုင်ယူပြခဲ့ပြီးတန်းဆင်းစုံကနေရုံးထွက်ပြလိုက်ပြီပဲဖြစ်ပါရင်ဒီပွဲသာရလမကောင်းရင် United ဟာကြိုကျဲလို့ပေါ်အဲလို့ online ရောက်မှာဖြစ်ပြီးတကယ်ကြီးတန်းဆင်းဖို့အနည်းဆက်ဆုံးဖြစ်သွားနိုင်တာပါမဖြစ်မနေရလဲကောင်းဖို့လိုအပ်နေတဲ့ပွဲမှာ United ဟာ driver ဆန်ဆန်အခိုက်အတန့်ပေါင်းများစွာနဲ့ Titan နဲ့နိုင်ပွဲကိုကိုက်ဆွဲလို့ပြသွားခဲ့တာဖြစ်ပါရင် ။ဩနနာကထုံးစံအတိုင်းသူ့လူကိုဘက်သားဖြစ်နေခဲ့ပြီးရောက်ဖွားကိုကျဲဥနေမှာစပါကလင်းနေပါရောလုံးတိုက်နေခဲ့တာပါ။ဖုန်းဆိုတာနဲ့လက်ကြည့်ကြမလို့ပဲတကောကပေးပြီးသားဖြစ်ပြီးဖုန်းတကောရှင်ဘွဲကိုပင်တိုင်းဆက်ခံထားတာဖြစ်ပါတယ်။အော်နာနဲ့သာဆက်သွားမယ်ဆိုရင် United တို့ဟာအမြဲတမ်းလိုလိုမပေးတဲ့ကိုယ်တွေပေးရနိုင်တဲ့ပွဲတွေရှုံးတဲ့တိုင်ပတ်တွေမှာတေးချပါရဲ ဖျားစုတိုက်ဆင်မှုလေးဟွိုင်လန်းကလည်းဂိုးပေါပြောင်းနေတာပွဲ20နီးပါးရှိနေပြီဖြစ်ပြီးဂိုးကိုတော့သွင်းတော်သွင်းတက်တဲ့ရေးလာဆိုနိုင်မှုဖြစ်ပါတယ်အတင်းကငကိုကလေးကရင်းနေပါတယ်ဆိုမှရင်းနေသူဝါကူထုတ်ခဲ့တာကကွင်းလေတိုင်းဖြစ်ပြီးဒေါ်ကူကိုအနီကပ်ပြထုတ်ပယ်ခဲ့တာပါယူနိုက်တက်တို့တရားဥပဒေနဲ့ကစားပင်းတင်းအန်ဒီစိတ်တဲ့ကိုပြသကကမ်းပတ်နဲ့ကန်တက်ပြိုင်ပွဲကိုဆင်နွှဲပြနိုင်ကြတာဖြစ်ပါတယ်။ဂျာရဲ့ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တွေမှာအသင်းကြီးတွေဖြစ်ကြတဲ့မန်စီးတီး၊လီဗာပူး၊ယူနိုက်တက်တို့ကနိုင်ခဲ့ပြီးဟိုးတစုံတနေအသင်းကတော့ခွက်ပြောက်စာတာစိုက်သွားပြီပဲဖြစ်ပါတယ်။ ပွဲထွက်လူစင်မာယူနိုက်တက်ဟာတိုက်စစ်မှာဟွိုင်လန်ဂါရာချိုဆက်စီတို့ကိုထားကစားခဲ့ပြီးကွင်းလယ်မှာတော့ဒါလောင်ဥကအတီဘလူးနိုဒေါ်ကိုတို့ကိုသုံးဆွဲခဲ့တာဖြစ်ပါတယ် ခံစစ်မှာဒီနေ့ကောင်းကြီးရိုးရိုးရှိနေခဲ့ပြီးကိုသမနေရကတော့ပြည်သက်ချစ်တော်လေးအိုနာနာပဲဖြစ်ပါတယ်။အင်းဝစ်အသင်းကလည်းကောင်းတို့ရလူစင်းကိုထုံထုံလာခဲ့ပြီး United တို့အပိုင်ဆဲဖို့ရကြိုးစားလာခဲ့တာပါ။ United တို့ပွဲဆက်ဆက်ဂျင်းမာရင်ဥဆောင်ကိုပေးလိုက်ရပြီးအင်းဝစ်နောက်ထပ်ကဘောလုံးကန်တင်ပေးလိုက်မှုကိုဒေါ်ကူကနောက်ပြန်ချပေးခဲ့တာပါ။ဒါပေမဲ့အိုနာနာကရှေ့တက်နေတာကြောင့်နှစ်ဦးသားနားလည်မှုလွဲပြီးဂိုးပေးလိုက်ရတော့တာဖြစ်ပါတယ်။ဒီအသင်းဟာဟာတာဟေးလို့ဟာတာလို့ပြောလာအောင်ဟာတာတွေဖြစ်ရုပ်တွေပေါက်ချက်ကတော့လက်လံပါတယ်။ဒီလိုနဲ့ United တို့ကခြေပါကိုရဖို့အသေးနဲ့အတန်တွေစူးစမ်းခဲ့ပြီးပွဲစားချိန်နဲ့ဆန်းနှမ်းမိနစ်မှာတော့ကိုရသွားခဲ့ပါတယ်။ Final နဲ့ကန်နေပေးလိုက်တဲ့ ဘောလုံးကို Inwis နောက်ခံလူတွေကကိုကိုကိုသိမိသွားခဲ့တာဖြစ်ပါတယ်။ခြေပါကိုပြန်ရပြီးနောက်သိမိကြခဲ့မှာပဲ United လို့ဥဆောင်ကိုရသွားခဲ့ပါတယ်။ Final နဲ့ကန်နေပြလိုက်တဲ့တောင်းကန်ဘောကနေဂိုးရီတရာအချိန်မှာရှုံးရှက်ခတ်နေခဲ့ပြီးဒီနေ့ကပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ပွဲစားချိန်53မိနစ်မှာတော့ United နောက်ခံလူဒေါ်ကူရဲ့ဟန်ချင်းဆန်ဘောဖျက်ထုတ်မှုကကြမ်းတမ်းခဲ့တာကြောင့်တိုင်းရင်းနီးကပြခံလာရပါတယ်။ ပရိုင်ဘီကန်နေမှာတော့ United တို့မထင်မှန်ထားတဲ့အနေထားကနေ Inwesport ကိုဥဆောင်ကိုပြန်လဲခွင့်ပြုပေးလိုက်ရပါတယ်။ပရိုင်ဘီကန်နေမှာ Turan CB ရဲ့ပေးပို့မှုကနေဂျေတန်ကသွင်းယူခဲ့တာဖြစ်ပြီး Onana လည်းဘာမှမလုပ်နိုင်မလိုက်ဘူးဖြစ်ပါတယ်။တရားရောင်းနေတဲ့ United တို့ဒုတိယပိုင်းမှာတော့အသေးအတန်ရေးကြီးတော့မယ်လို့ထင်ခဲ့ရတာပါ။ဒါပေမဲ့ဒုတိယပိုင်းဆက်ဆက်ကျင်းပါတယ်။ဥဆောင်ကိုရခဲ့ပြီးနိုင်ဝဲရဖို့အတွက်ပုံမတိကြခဲ့တာဖြစ်ပါတယ်။ပွဲကြီး၄၈ခွန်းထဲမှာ Final နဲ့အထောက်ကံမော်ကယ်နေပေးမှုကနေ McGuire ကခေါင်းထိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။လက်ချက်ပွဲစားချိန်တွေမှာ Inwesport ကဂိုးရဖို့ကြိုးစားမှုတွေရှိခဲ့ပေမဲ့ United ကပဲစွန့်စွန့်တမန်ကာကွယ်နိုင်ခဲ့တာပါ။ Inwesport ကဂိုးပေါက်ကန်သွင်းချက်တွေကိုတသိန်းလုံးပြည့်စည်စီတုံ့ပြန်ခဲ့တာ ဖြစ်ပါရင်ဒီနိုင်ငံက United အတွက်ထိုင်းနိုင်ငံနိုင်ငံပဲဖြစ်ပြီးကစားသမားတွေရဲ့စူးစမ်းမှုကိုအတိမတ်ပြပြပါပါကုသမအွန်လိုင်းနဲ့ပတ်သက်လာရင်တော့ United တို့တခုခုကိုပြပြသားသားဆုံးဖြတ်ဖို့လိုနေပြီဖြစ်ပါရင်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်အများအားဆိုတာကြီးကမဟုတ်သေးဘူးပဲဖြစ်ပါရင်ဟုတ်ကဲ့ပါမြန်မာဗီဒီယိုလေးကလေးပါပဲနောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ